ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဧပြီလ9ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယို NUG စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပရမဆုံးစီရေးတဲ့အနေဖြင့်မြို့သားညညရဲ့အစိုးရကငလင်တန်သင့်မန္တလေးစကိုင်းနေပြည်တော်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ပဲခူးတိုင်းရှိ ပြည်သူလူထုများကိုထောက်ပံ့ကူညီမှုများပေးအပ်တဲ့သတင်းကိုတင်ပြပေးပါမယ်။ မြို့သားညညရဲ့အဆိုအရကငလင်တန်တဲ့မန္တလေးစကိုင်းနေပြည်တော်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ပဲခူးတိုင်းရှိပြည်သူလူထုများကိုထောက်ပံ့ကူညီမှုများပေးအပ်ထားတယ်လို့ကနအူးသတင်းများအရသိရပါဗျ။ မြူသားညညရဲ့အဆိုအရလူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကငလင်ဘေးသင့်မြို့နယ်များအားရမုံငွေထောက်ပံ့ထားရှိမှုအခြေအနေဆောင်ရွက်ချက်များကိုထုတ်ပြန်ရမှာမြို့နယ်ပေါင်း24မြို့နယ်ကိုထောက်ပံ့ပြီးဖြစ်တယ်လို့သိရပါဗယ်ငွေကြေးအနေဖြင့်ကျပ်သိန်းပေါင်း12,000-26,000ကျပ်ဖြစ်ကြောင်းသိရပြီးမန္တလေး၊စကိုင်းနဲ့ပဲခူးတိုင်းတို့ကိုအများဆုံးထောက်ပံ့မှုလွှမ်းခြုံခဲ့တယ်လို့သိရပါဗယ်လေတိုင်းအတွင်းမှာတော့ NUG စိုးမိုးကျေးရွာများတွင်ငလင်တန်းကြောင့်ထိခိုက်ဒဏ်ရာရရှိသူများ၊တေဆုံးသူများနှင့်နေအိမ်ပျက်စီး ီးသွားသည့်အိမ်တော်စုများအတွက်လူသားချင်းစာနာမှုအကူအညီအဖြစ်တအိမ်တော်လင်းငွေကျပ်3သိန်းနှုန်းဖြင့်ဝင်းကြီးဌာနကိုစားမြို့နယ်ပအဖာနှင့်မြို့နယ်လူသားစာနာတာဝန်ခံတို့ကသွားရောက်ထောက်ပံ့ပေးအပ်ခဲ့တယ်လို့သတင်းရရှိပါရခင်ဗျာဒုတိယသတင်းအနေဖြင့်ငလင်တန်သင့်သခိုင်းတိုင်းကဗုဒ္ဓလင်မြို့နယ်ကိုပရာမော်တာနဲ့ဘုံကျဲလို့အရသားတအုပ်တေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိတဲ့သတင်းကိုတင်ပြပေးပါမယ်။ ငလင်တန်တဲ့သခိုင်းတိုင်းကဘူးတလင်မြို့နယ်ကိုပါရာမော်တာနဲ့ဘုံကျဲလို့အရသားတဦးတည်ဆုံပြီးနှစ်ဦးထိခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ဧပြီလ6ရက်ညနေပိုင်းငလင်တန်တဲ့သခိုင်းတိုင်းကဗုဒ္ဓလင်မြို့နယ်ကိုပါရာမော်တာနဲ့ဘုံကျဲလို့အရသားတဦးတည်ဆုံပြီး2ဦးထိခိုက်ပါတယ်စစ်ကောင်စီဟာအပြစ်ခတ်ရက်စဲတယ်လို့ကြေညာပြီး9ရက်မြောက်တဲ့အထိသခိုင်းတိုင်းတွေကိုဆက်လက်တိုက်ခိုက်နေစေဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ ဆက်လက်ပြီး NUG, ERO, NUCC, CRPH, NLD အစရှိတဲ့အဖွဲ့အစည်းများအားလုံးရခင်ထက်ပိုမိုစုစည်းညီညွတ်ကြဖို့အထူးလိုအပ်နေတယ်လို့မန္တလေးလူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းထောက်ပြတဲ့သတင်းကိုတင်ပြပေးပါမယ်။ NUG, ERO, NUCC, CRPH, NLD အစရှိတဲ့အဖွဲ့အစည်းများအားလုံးရခင်ထက်ပိုမိုစုစည်းညီညွတ်ကြဖို့အထူးလိုအပ်နေတယ်လို့မန္တလေးလူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆမ်းမှဝေဥတော်လိုင်းပြည်သူများကိုစာထောက်ပြပြောကြားလိုက်ပါတယ်။ တော်လန်ရေးအင်အားစုများအကြားသွေးစည်းညွံ့ညွံ့ရေးဟာဒီတော်လန်ရေးအမြန်အောင်မြင်ဖို့အတွက်အရေးကြီးဆုံးသောပြဓာတိုင်တစ်ခုပါ NUG, ERO, NUCC, CRPH, NLD အစရှိတဲ့အဖွဲ့အစည်းများအားလုံးရခင်ထက်ပိုမိုစုစည်းညီညွတ်ကြဖို့အထူးလိုအပ်နေပါပြီ။နွားကွဲရင်ကြားဆွဲမှာအသေးချပါပဲ။တော်လန်ရေးအစိုးရဖြစ်တဲ့ NUG ယခုထက်ပိုပြီးခြေစွမ်းပြနိုင်ဖို့လိုအပ်နေပါပြီ။ ပြင်ဆင်ပြောင်းလဲမှုတွေကိုအချိန်မနှောင်းမီအပြီးလုံနိုင်ဖို့လိုပါတယ်။တော်လန်ရေးရဲ့ဖြစ်ထွန်းတိုးတက်မှုများနဲ့လိုက်လျောညီထွေစွာ NUG အစိုးရအနေနဲ့မိမိရဲ့အုပ်ချုပ်ရေး၊လုံခြုံရေး၊ကာကွယ်ရေး၊ဗန္နာရေးအစရှိတဲ့ကဏ္ဍပေါင်းစုံမှာပြုပြင်ပြောင်းလဲမှုတွေဆောင်ရွက်ဖို့အရေးတကြီးလိုအပ်နေပါတယ်လို့ဒေါက်တာတေဇာဆန်းကပြောကြားထားပါတယ်။အပြင်တော်လန်ရေးရဲ့အဆုံးဖြတ်ဟာပြည်သူ့မှတပါအခြားမရှိဘဲကိုယ်တိုင်ရုံးမှသာလျှင်ရွေးလိမ့်မယ်လို့ဒေါက်တာတေဇာဆန်းကပြောထားပါတယ်ခင်ဗျာ။ ခုနောက်ဆုံးစီရဲတဲ့နေဖြင့်ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်မဟာနှစ်ထံသို့မြန်မာငွေ3000ကျပ် MFDMC ထောက်ပို့တဲ့သတင်းကိုတင်ပြပေးပါမယ်။ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်မဟာနှစ်ထံသို့မြန်မာငွေ3000ကျပ် MFDMC မှထောက်ပို့ပေးအပ်ခဲ့ပါတယ်။ ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်မဟာနှစ်ထံသို့မြန်မာငွေ3000ကျပ်ဆီအာနာရှင်စနစ်ချုပ်ငင်းရေးနှင့်စစ်မှန်သော Federal Democracy နိုင်ငံတော်အသစ်ထူထောင်ရေးအတွက်မြန်မာ Federal Democracy အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFD MC ထောက်ပို့တပ်သားများ၏ထောက်ပို့ငွေများထဲမှကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်မဟာနှစ်ထံသို့မြန်မာငွေ3000ကျပ်တိတိထောက်ပို့ခဲ့တယ်လို့ဆိုပါတယ်ပြပရောက်ရှိနေသော ထောက်ပို့တပ်သားများ၏ထောက်ပို့ငွေများပါဝင်ပြီး MFD MCE မူဝါဒအတိုင်း NUG ကာကွယ်ရေးဝန်ကြီးဌာနလမ်းညွှန်ချက်ဖြင့်မြေပြင်သို့ဒိုက်ရိုက်မြန်ဆန်တိကျစွာပေးပို့ဆောင်ရွက်ခဲ့တယ်လို့ဆိုပါရခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောင်မင်းတီဟန်မှပေးပို့ထားတာ ဖြစ်ပါရခင်ဗျာ